င်္ဂနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့နေ့30ရက်နေ့တော်တွင်မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ရည်ရွယ်ချက်အောင်မြင်မယ်အခေခေအားလုံးကိုကြော်လွှားနိုင်တယ်ငွေကြေးကံလုပ်ငန်းကံစီးပွားကံတိုးတက်မှုနဲ့အလိုပြည့်စုံမှုတွေအတွက်ကောင်းသောနေထိုင်နဲ့တိုးတက်တဲ့ကံပေါ်မယ်အမျိုးသမီးမိတ်ဆွေကြီးကဲတူထံမှာကူညီရမယ်928000ကမြေတား အလုံးစုံရဲ့ကောင်းခြင်းကံတွေကျိုးပေးခြင်းကံတွေရှိမယ်။ကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုတွေရဲ့ကောင်းသောကျိုးဆက်တွေတိုးတက်မှုကိုရှိမယ်။မိမိလိုလားခြင်းနဲ့ရည်ရွယ်ချက်တွေကိုရှေ့တိုးလုပ်ကံပြီးတော့တမန်နဲ့မြင့်တဲ့နေသားနဲ့တိုးတက်တဲ့ကံတွေကိုပေါ်ထုတ်နိုင်တယ်။အထူးတလည်းကောင်းသောနေသားနဲ့တိုးတက်တဲ့ကံတွေပေါ်ပေါက်ပြီးတော့ဘဝရည်မှန်းချက်အောင်မြင်ခြင်းအလိုဆန္ဒပြည့်စုံခြင်းနဲ့ကံမြမမှုတွေတစ်ခုပြီးတစ်ခုဖြစ်တည်ကြိုးပေးတဲ့အစင်းမြင့်တဲ့ဘဝတလန်းတွေကို ဖဏိနိုင်တဲ့နေထားကိုရောက်ရှိတယ်။၂၀နှစ်နေမှာမတော်တဆထိခိုက်မှန်နေရတော့ကျူးဆက်ရမယ်။အလုံးနေထားနဲ့ဘဝနေထားတွေကောင်းတယ်။အဲ့ဒီနေမှာအနောက်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။နေကင်းတနိုင်ခွဲနဲ့ညနေ၃နာရီတွင်သွားလာကျူးဆက်ရမှာပါ။23ရက်နေ့မှာတော့မိကောင်းဆွေကောင်းထောက်ကူရရမယ်။ရက်တန်တဲ့လုပ်တွေအစဉ်ပြေမဲ့တရဖူရုပ်ပုံပါတဲ့ပစ္စည်းလေးရရင်တော့လက်အမတန်ကောင်းတယ်။24ရက်နေ့မှာ အမျိုးသမီးမိတ်ဆွေကြီးကဲတူးထံမှနေကိုထံကောင်းသောအကျိုးဆက်ရမယ်ဝေးကွာနေတဲ့သူတွေနဲ့လည်းပြန်လည်ဆုံစည်းနိုင်တဲ့ကံရှိတယ်25ရက်နေ့မှာထူးခြားတဲ့လက်ဆောင်တွေရတဲ့ဂမ်ဘီယာဆန်တဲ့ပစ္စည်းလေးတွေတွေ့တဲ့အဲဒီနေ့မှာအိမက်မက်ရင်တွေ့ရင်ထင်ရင်ထူးမှန်တတ်တယ်26ရက်နေ့မှာတော့ငွေကြေးကံကောင်းမယ်သီးသန့်နေလို့စိပြင်းထန်နေမယ်အဲ့ဒီနေ့မှာတကိုယ်တော်လုတ်တဲ့ကိစ္စတွေကလည်းထူးထူးခြားခြားအောင်မြင်လာနိုင်မယ်29ရက်နေ့မှာပြဿနာဟောင်းတွေဖြေရှင်းနိုင်နေမယ် ယံပတိပက္ခအလုံးကိုဖြည့်ရှင်းပြီးအစဉ်ပြေသောနေထားကိုရောက်ရှိပေ28ရက်နေ့မှာသူတစ်ပါးနာယီကိစ္စလိုက်လံကူညီရမယ်။ငိုယိုသူတွေကိုတွေ့တတ်တယ်၊ကူညီပေးရတတ်တယ်။29ရက်နေ့မှာတပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့တို့တွေကိုလုတ်ပြီးတော့အောင်မြင်ချိုးပေးခြင်းတွေကိုကြုံမယ်။30ရက်နေ့မှာမထင်မှတ်ထားဘဲနဲ့ကိုဆောင်ရွက်လိုက်တဲ့ကိစ္စတွေကနေအကောင်းဆုံးကျိုးဆက်တွေကိုရမယ်။တပတ်တာကာလအတွင်းမှာတနည်းလာနေ့ တောက်ကြံနေငံနဲ့မွေးသူတွေကောင်းကျိုးပေးတယ်ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးတဲ့369ကဏ္ဍနေကျိုးပေးတယ်အပြာရောင်ညီအောင်ချက်သွေးရောင်တို့ကိုဝတ်ပြီးအလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်ဒီတပတ်တာကာလအတွင်းမှာနိုဝင်ဘာလ22ရက်နေ့24ရက်နေ့28ရက်နေ့တွေမှာခေါင်းစည်းခေါင်းလျှော်ပြုပေးပါထူးခြားစွာကောင်းခြင်းခံတဲ့စက်တီတိုးခြင်းဖုံးကန်ခြင်းအကြီးကဲဖြစ်ထွန်းခြင်းတွေကိုကြုံတွေ့နိုင်ပါတယ် ဒီပြင်ဒီကာလအတွင်း26ရက်နေ့29ရက်နေ့2ရက်ဆက်တိုက်ဟာဒနသိတိနကစမ်းရှင်ခြင်းရဲ့နှစ်သာရကိုကြုံတွေ့နိုင်တဲ့နေထားရှိတယ်။ဒီရက်အတွင်းမှာနိုဝင်ဘာလ25ရက်နေ့မှာသပင်းပုံသဏ္ဍာန်ပြင်ခြင်းသပင်းညှက်ခြင်းပြုကထူးခြားတဲ့ဟန်သွင်းတဲ့ဥပဒိယုတ်ကိုရရှိနိုင်ကြောင်းတင်ပြလိုပါတယ်။ယေရှုတင်ပါ